်မင်္ဂလာပါရှင် ရှန်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းချောင်းမှာကတော့မြန်မာနဲ့နှစ်ပါးစီပေကြာပူးပေါင်းဆောင်မှုတွေ့မြင်ရင်ဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားနိုင်ငံကအလုပ်သဘောခီးစဉ်ဖြစ်သွားရောက်တဲ့နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာကြီးကော်မရှင်ဥက္ကဋ္ဌပူချုံမှုကြီးမင်းအောင်လိုင်းနဲ့နှစ်ပါးစီပေဒေတာအုပ်ချုပ်ရေးမှုတို့စက်တင်ဘာ24ရက် ဒေသစံတော်ကြီးနေလေပိုင်းကရုရှားနိုင်ငံနေဝစီဗီမျိုးတာမရှေဘာလေးစစ်အေကမဆောင်မှတွေ့ဆုံပြီးပူအောင်ဆောင်မှုတွေတိုးမြင့်ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးစဉ်မြန်မာနိုင်ငံကအသင့်ပြင်ဆင်လာတဲ့မြမယူရအစားအစာဖြစ်တဲ့လက်ဖက်အုပ်လက်ဖက်ရည်အသင့်ချက်ပြုတ်လာတဲ့ငါတလောက်ပေါင်းလို့နဲ့တခင်အခင်ခေရာလူဝစီဘေးဒေတာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်တွေကမိန့်ဆက်စွာတုံ့ဆောင်ကြပြီးဝေချုံမှုကြီးမင်းအောင်လိုင်းကမြမယူရစားတော့ဖွဲ့ရာတွေနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြပါရစေ။ တွေ့ဆုံခဲ့ပြီးမှဘူဂျုံမူကြီးမင်းအောင်လိုင်းနဲ့ဒူဝါစီဘေးဒေတာအုပ်ချုပ်ရေးမှုတို့ဟာလက်ဆောင်ပစ္စည်းတွေပြန်လည်ပေးကြပါတယ်။ဆက်လက်ပြီးဘူဂျုံမူကြီးမင်းအောင်လိုင်းနဲ့အဖွဲ့ဝင်တွေဟာရုရှားနိုင်ငံမော်စကိုမြို့ကို အထူးလေရင်နဲ့ဆက်လက်ထွက်ခွာရာဒူဝါစီဘေးဒေတာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်တွေကပို့ဆောင်လုပ်ဆက်ကြကြောင်းသိရပါတယ်ရှင်။